သူကတော့ခေါင်းကိုတနက်နဲ့ပြက်ခန့်ထိတာတော့မသေးတဲ့သူပဲဖြစ်ပါတယ်ပြီးတော့သူ့နိုင်ငံရဲ့တတိရှိဆုံးမိကလေးတယောက်ဖြစ်ပါဂုဏ်ပြုခံရတဲ့သူလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ကိုယုတ်ကြီးအတွက်တိုက်ပွဲဝင်ရင်အသက်အန္တရာယ်ချေချောင်းမှုတွေနာကျင်မှုတွေခက်ခဲတွေကိုကြော်ဖြတ်ပြီးကမ္ဘာအပြင်ရှားဆုံးဖြစ်တဲ့ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရလာတဲ့သူလည်းဖြစ်ပါတယ်ပြီးတော့သူကြောင့်ကအရန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ဂျမ်ဘက်တာလီဘန်တွေကသူ့ရဲ့ခေါင်းကိုတနက်နေ့ပြစ်တာခံခဲ့ရတယ်။တောင်းအပြင်တနက်တန်ရကြောင့်ပြန်လည်လန်တူကိုအကြိတ်ကြိတ်ခွဲဆိုင်မှုတွေပြုလုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ဒီလိုမျိုးကိုယ်အသက်အန္တရာယ်တစ်ခုလောက်ကိုရင်ပြီးကိုယ်ရုပ်ကြီးအတွဲတက်ပွဲဝင်လာတဲ့သူတယောက်ဟာတနေ့မှာတော့ကမ္ဘာအသက်ငယ်ဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တယောက်ဖြစ်လာခဲ့ပါတယ်။ပြီးတော့တန်းနဲ့ချီတဲ့မိန်းကလေးတွေရဲ့ပညာသင်ခွင့်ကိုပါဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မလို့လဲသူ့နိုင်ငံရဲ့ရွှေရောင်သမီးလေးလို့တော့အများကတင်စားတာကိုပါခံခဲ့ရပါတယ်။ဒါဆိုတာလီဘန်တွေကဘာကြောင့်များသူ့ကိုလုံခြံတပ်ဖြတ်ချင်နေရလဲ။သူကရောအသက်ငယ်ရွယ်နဲ့ဘယ်လိုများငြိမ်းချမ်းရေးတူပဲဆူဆင်တရားကိုဖြစ်လာခဲ့ရတာလဲ။ဒီဗီဒီယိုကတော့မတရားမှုတွေကိုတတ်တည်ရှိရှိစတင်နိုင်ခဲ့ပြီးတော့နန်းနဲ့ချီတဲ့မိကလေးတွေရဲ့ပညာသင်ယူဝက်ကိုဖန်တီးပေးနိုင်ခဲ့တဲ့မာလာလာယူဆန်ဆန်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ သူ့ကိုပါကစ္စတန်နိုင်ငံရဲ့မြို့ငယ်လေးတစ်ခုမှာတောင်းဆရာဖြစ်သူအဖေနဲ့တာမန်ဖြစ်သူအမေကနေမွေးဖွားခဲ့ပါတယ်။သူဟာငယ်ငယ်လေးကတည်းကစာအရန်ကျူးစားပြီးရည်ရွယ်ချက်ကြီးမားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့သူတက်ဆက်နဲ့ရရောက်တဲ့အခါမှာတော့သူ့ရဲ့အိမ်မက်တွေကိုတားဆီးပြင်းမဲ့အရာတခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့သူနေထိုင်ရာမြို့လေးကိုအကြမ်းဖက်တာလီဘန်သမားတွေကတပ်သိမ်းတာကိုခံလိုက်ရတာပဲဖြစ်ပါတယ်။ဒါအပြင်တာလီဘန်တွေရဲ့ထုံးစံတန်းယောက်ျားနဲ့မိန်းကလေးခွဲခြားဆက်ဆံတဲ့စနစ်ကိုစတင်ကျစ်သုံးလာပါတော့တယ်။ ယောက်ျားလေးတွေဟာမိန်းကလေးတွေထက်တဆင်းမြင့်တယ်။ယောက်ျားလေးတွေကိုဘယင်လိုပဲကိုးကွယ်ရမယ်။နောက်ဆုံးယောက်ျားလေးတွေပဲပညာသင်ခွင့်ရမယ်ဆိုပြီးပါခွဲခြားဆက်ဆံခံခဲ့ရပါတယ်။ဒါကြောင့်လဲသူဟာငငယ်လေးကတည်းကဒီစနစ်ကိုစက်ကျင်ကျင်တဲ့ကလေးတယောက်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်သူဟာတာလီဘန်တွေကိုစက်ကျင်တဲ့အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်တယ်။ဒီမှာသတင်းမီဒီယာကြီးဖြစ်တဲ့ BBC ကိုတာလီဘန်တွေရဲ့လူခွင့်ရေးချိုးဖောက်တဲ့လှုပ်ဆောင်ချက်တွေကိုဆောင်းပါးရေးပို့ပေးတယ်။စက်ကျင်လို့ရတဲ့နီလန်ပေါင်းစုံတို့ပြီးလူခွင့်ရေးလှုပ်ရှားမှုတွေကိုရနိုင်သမျှရအောင်လုပ်ခဲ့ပါတယ်။ ဒီလိုမျိုးမကြောက်မရွံ့အကြမ်းဖက်ဝါဒကိုဆက်ကျင်နေတဲ့သူဟာတဖြည်းဖြည်းလူသိများလာခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့သူတို့မိသားစုဟာတာလီဘန်တွေရဲ့အသက်အန္တရာယ်ချိန်ကြောက်တော်ကိုနေ့စဉ်နဲ့များခံလာရပါတယ်။ဒီလိုနဲ့တနေ့မှာတော့သူ့အတွက်ကန်ဆိုးဖို့အကြောင်းဖန်လာခဲ့ပါတယ်။အဲ့ဒါကတော့သူ့သက်15နှစ်အရွယ်မှာတာလီဘန်တွေကသူ့ရဲ့ကောင်းကိုတနက်နေ့ပြစ်တတ်တာခံလိုက်ရပါတယ်။ The Taliban shot me on the left side of my forehead. They shot my friends too. The thought that the bullet would silence us. But they failed. ဒါပေမဲ့ဒီလိုမျိုးလှုပ်ချန်တက်တက်တာကသူ့ရဲ့ခံယူချက်ကို တားဆီးနိုင်ခဲ့တယ်လို့ထင်တော့တက်တက်စင်အောင်လွဲသွားပါလိမ့်မယ်။ သူဟာတနတ်တန်ရကနေပြန်ကောင်းလာတဲ့အချိန်မှာတော့ကြောင်းမဒန်းတွေမကြီးများမှုကိုအရင်ကထက်တောင်ပိုပြီးဆက်ကျင်လာခဲ့ပါတယ်။သူရဲ့ဒီလိုလှုပ်ဆောင်ချက်တွေကြောင့်ပဲသူ့ကိုလူတွေပိုသိလာတဲ့အပြင်ကပ္ပအဖွဲ့အစည်းကြီးတွေကပါသူနဲ့အတူရက်တီလာခဲ့ပါတယ်။မာလာလာရဲ့ကျိုးစားအထောက်အပံ့တွေကြောင့်ပါကစ္စတန်နိုင်ငံမှာရှိတဲ့အမျိုးသမီးတွေဟာပညာသင်ကြားခွင့်ရလာတဲ့အပြင်ကြောင်းမဒန်းတွေမကြီးများမှုကပြန်လည်ရရှိလာခဲ့ပါတယ်။ ဒါအပြင်သူ့ရဲ့ဒီလိုလှုပ်ဆောင်ချက်တွေကြောင့်ပဲကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့တန်းနဲ့ချီတဲ့အမျိုးသမီးတွေဟာပညာသင်ကြားခွင့်ရလာတဲ့အပြင်လောက်ကန်ခွင့်လန်းတွေအတွက်ပါဖန်တီးပေးနိုင်ခဲ့ပါတယ်သူသက်18နှစ်အရွယ်ရောက်တဲ့အခါမှာတော့ကမ္ဘာထင်ရှားဆုံးဖြစ်တဲ့ငွေကြေးအနုဘဆုကိုချီးမြှင့်ခံခဲ့ရတဲ့အပြင်ကမ္ဘာအသက်ငယ်ဆုံးငွေကြေးအနုဘဆုရှင်တစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်ပြီးတော့သူဟာအမျိုးသမီးတွေတက်တာမကကမ္ဘာတော်မှာရှိတဲ့လူငယ်တွေအတွက်ပါဆန္ဒမူနာယူစာတစ်ယောက်ဖြစ်လာခဲ့ပါတယ် သူရဲ့ဖြစ်ဖြစ်လေးကနေသိလိုက်ရတာကလက်နဲ့ဆိုတာလူကိုအန်ဒီပြုစင်နေတဲ့အရာတစ်ခုဆိုတာမှန်ပေမဲ့အမှန်တရားကိုဖုတ်ကွယ်နေတဲ့အရာတစ်ခုမဟုတ်ဘူးဆိုတာပါကစ္စတန်နိုင်ငံနဲ့မလာလာယူဆန်ဆဲရဲ့အကြောင်းကတတ်သိပါပဲ။